အရိမတိယဖရာမိသည်အချိန်ပွင့်မီသည်မပွင့်မီပြည်သူတို့ဖြစ်နိုင်ပါသည်ဒါကအရိမတိယဖရာပွင့်မဲ့အချိန်ဆိုတာပြောလို့ဘယ်လိုပြောလို့ရနိုင်တော့ဆိုတာသူ့ဘဝတက်တန်းဟာစနစ်တန်းထိအောင်ဆုတ်သွားမယ်တဖြည်းဖြည်းနဲ့ဆုတ်သွားဘလောက်ကြာမယ်ဆိုတာပြောလို့မရဘူးလူတွေပေါ်မှာမှုတည်တယ်စနစ်တန်းရောက်ပြီးတဲ့အခါမှာဒီ တန်တူတောင်းတဲ့အချိန်ပိုင်းအတွင်းမှာအစွမ်းထက်တဲ့လက်နက်ကြီးတွေအသုံးပြုပြီးခုခေတ်အနုပြုလက်နက်တို့လိုဟာသုံးပြုပြီးတော့လူသားမျိုးနွယ်တွေဟာကုံတလောင်းနီးနီးပျက်စီးသွားအဲဒါပုံအောင်ပြီးတော့နေတဲ့ဒီလက်နက်ရဲ့အနေရကလွတ်သွားတဲ့ပုံကူအချို့ရှိမယ်အဲဒီပုံကူတွေဟာတုံးတဲ့သူလူသားမျိုးနွယ်တွေပြန်တွေ့တဲ့အခါမေတ္တာတွေပေါ်လာလိမ့်မယ်အဲဒီမေတ္တာစိတ်ကိုအကြောင်းပြုပြီး သူတို့ရဲ့သားသမီးတွေကြတော့ဖြည်းဖြည်းတတရှိလာအဲ့ဒါလို့ရှိလာပြီးတော့လူရဲ့တတာလူတွေရဲ့ကိုချင်းတရားကြောင့်ဇာတိဥတ္တရလည်းကောင်းလာတယ်အာဟာရတွေကလည်းပြေဝလာတယ်သူအသက်တန်းနေတာအသင်းချင်းချင်းအောင်ရှိလာတယ်အဲ့ဒါလို့ရှိပြီးတော့လူတွေဟာတမိတမောကြီးဘဝမှာနေထိုင်ကြပြီနောက်ဆုံးမှာမကောင်းတဲ့စိတ်ဓာတ်တွေဝဲလာပြီးတော့လူတွေကအကျင့်ဆပြီးတော့ပြက်လာတဲ့အခါမှာပြန်ပြီးတော့တတန်းဆုံးလာတယ် ဆုတ်လာတဲ့အခါတသိန်းတန်းရောက်လာအဲ့တသိန်းတန်းကနေပြန်ဆုတ်7000တန်းရောက်တဲ့အခါအရိမတီပဲဆရာပွဲမယ်လို့ဒီလိုပဲပြောလို့ရတယ်နဲ့နဲ့ပြောလို့မရဘူးအဲ့ဒီလိုအချိန်မှာအရိမတီကဆရာပွဲမယ်လို့သူဆိုတယ်ဘုရားမိမိဒီတို့ဖြစ်နိုင်ပါသည်ရှင်ခုနပြောခဲ့တာဒီမပွဲဖြစ်နေပါပဲဒါရယ်လူတွေရဲ့တက်တာတက်လိုက်ကြလိုက်ဆိုးလိုက်ကောင်းလိုက်ဖြစ်လာမှာဆိုးတွေဖြစ်လာမှာသစ္စာဘုရားတမိုင်းကတော့ တိတမအဖြစ်ခုနကနိဒူရီယတတံ၈တောင်းတမှာအရိပတိအဖျက်ပွဲပဲသူမဲတော်ကဘသူသူခမည်းတော်သူကဗျမနလူမျိုးတွေအဖြစ်မယ်ဒီအဲ့ဒါတော့ပဲစာပေကျမ်းအမှာဖော်ပြထားသေးတယ်နော်ဒီအသေးစိတ်ရေးထားတာအခုနောက်ပိုင်းစာတွေကတော့ရေးထားတယ်အရိပတိအဖျက်အကြောင်းရေးထားတာရှိတယ် ထိပိရိကစာပေမှာလာတဲ့ဟာလေးမဟုတ်ပိရိကစာပေမှာလာတာအဲ့လောက်ပဲလာတယ်ဘယ်တော့ဘူးခမီးတော့ဘူးဘယ်မှာပွဲမယ်ဒီဟာလောက်ပဲ